ဗုဒ္ဓင်ကွင်းကျေးရွာစာတင်ညောင်းကိုစစ်ကောင်စီကမေလ၁၂ရက်မှာလေကြောင်းကနေတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့အပေါ် KNB တိုင်းပြည်ကောင်စီ KFCC ကပြည်ထောင်စာကန့်ကွက်ရှုံချတယ်လို့မေလ၁၂ရက်ညပိုင်းကထုတ်ပြန်ထားပါတယ်။ကျောင်းသူကျောင်းသားတွေပညာသင်ကြားနေတဲ့စာတင်ညောင်းတွေကိုအခုလိုရေကျဲရှိရှိပြစ်မှတ်တာပုံကျဲတိုက်ခတ်မှုတွေကို KNB တိုင်းပြည်ကောင်စီကပြည်ထောင်စာရှုံချတယ်လို့ဆိုထားပါတယ်။ဒါ့အပြင်လင်းရင်လက်နဲ့ကြည့်ရင်လည်းစစ်ရာဇဝမှုတွေကျူးလွန်နေတဲ့စစ်ကောင်စီကိုနိုင်ငံတကာအနေနဲ့ဝန်ဝင်တားဆီးပေးဖို့နဲ့ရာဇဝမှုကျူးလွန်စေတဲ့အထောက်ပံ့တွေတွေ့ဆုံဆွေးနွေးမှုအပိမှု ကာကွယ်ပေးမှုတွေကိုမလုပ်ဖို့လဲတိုက်တွန်းထားပါတယ်။အပြည့်မဲ့စွာပညာသင်ကြားနေတဲ့စာသင်ကျောင်းသားတွေတိုက်ပွဲဖြစ်ပွားတာမရှိဘဲစေယုံစီကံဘာသာရေးအဆောက်အအုံဆစ်ဆောင်စကန်တွေကိုအကြမ်းမဲ့စစ်ကောင်စီကလက်နက်ကြီးလေကြောင်းကနေပစ်ခတ်ပုံကျဲအကြမ်းဖက်မှုတွေလှုပ်ဆောင်နေတယ်လို့လည်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။စကိုင်းနယ်ဒီဗရီမြွနယ်အိုထင်းကွင်းကျေးရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာယင်နဲ့ဘုံးဘရီတာကတ်စတာဘုံးကိုအုံပြတိုက်ခတ်ခဲ့တာလို့ မြူတန်ညင်ကြီးအစိုးရအန်နီဂျီရဲ့လူခွင့်ရေးဝန်ကြီးဌာနကတော့ထုတ်ပြန်လာပါတယ်မိထီတာမျိုးရှန်တဲလီဒါစကန်ကတက်လာတဲ့ဂျက်တိုက်လေငါပုံကျတာဖြစ်ပြီးဘုံပရိသားလိုလူသိများတဲ့စင်ပွားပေါက်ကွဲတဲ့ကရက်စတာဘုံနှလုံးအသုံးပြုခဲ့တာကိုမျက်မြင်သက်သေတွေထွက်စေချင်ရပါဝင်ကြန့်ရှိခဲ့တဲ့ဘုံကုန်တွေရသိရတယ်လို့အန်နီဂျီကဖော်ပြပါတယ်မေလာစနေနေ့မနေ့9:35မိနစ်အချိန်မှာအိုဒင်ကွန်ကြီးရဲ့စာတင်ကြောင်းမှာအတန်းတင်စာမှုဝဲဖြစ်ဆိုဖို့ပြင်ဆင်နေခြင်းဘုံကျဲတိုက်ခိုက်ခံခဲ့ရတာလို့အန်နီဂျီကတော့ပြောဆိုထားပါတယ် အဲ့ဒီတိုက်ခိုက်ခံမှုတွင်မင်းညက်က၁၇နှစ်ခွဲချိန်တိမြေပြင်ကနောက်ဆုံးရရှိထားတဲ့သတင်းချက်လက်တည်းအားចောင်းသားចောင်းသူပါဝင်ပြည်သူ၂၂ဦးသေဆုံးခဲ့ပြီး40ကျော်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီဘက်ကတော့အိုထင်းကွင်းကြီးရကိုပုံကျဲတိုက်ခတ်တာမရှိဘူးလို့ညှင်းဆုံထားပါတယ်။ဘုံပရိတာကတ်စတာလို့တိကျတဲ့ဘုံသေးတွေဆုထားတဲ့ထတ်ဆင့်ပောက်ကွဲဘုံဟာရသပြည်သူတွေကိုထိခိုက်သေဆုံးမှုမြင့်မားစေတဲ့အကြောင်းနိုင်ငံတကာကအသုံးပြုမှုကိုတားမြစ်ထားပါတယ်။ဘုံပရိတာတွေကမပောက်ကွဲဘဲကြက်ရှိနေရင် မြေမြိုင်းမိုင်းတွေလိုပဲနှစ်နဲ့ချီပြီးတက်ရှိကရသပြည်သူတွေကိုထိခိုက်သေးကြီးစေနိုင်ပါတယ်။ဒါကြောင့်2008ခုနှစ်မှာနိုင်ငံပေါင်း123နိုင်ငံကဘုံပြေတာအုံပြမှုကိုတားမြစ်ပစ်ပင်နဲ့စာချုပ်ချုပ်ဆိုခဲ့ကြပေမဲ့မြန်မာကတော့အဲဒီစာချုပ်မှာပါဝင်ထားခြင်းမရှိသေးပါဘူးခင်ဗျာ။အာရကတ်တော်အေထင်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ရေတိတော်မြို့နယ်တွေကထွန်းရွေရွာဟောင်းကြီးရွာကိုဒီကနေ့မနေ့အစောပိုင်းမှာစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ကြီးသူ73တိဆုံးခဲ့တယ်လို့မြေပြည်သတင်းတွေကသိရှိရပါတယ်။စစ်တပ်ကလေကြောင်းကနေကျဲလိုက်တဲ့ပြင်းအပေါင်း900ရှိတဲ့ဘုံလုံး ရွာထဲကြောက်ရပောက်ခွဲခဲ့တာကြောင့်လူနေအိမ်တွေလည်းပျက်စီးသွားတာလို့သိရပါတယ်။အဲ့ဒီဘုံဘောက်ခွဲမှုမှာနောက်ထပ်လူ၂၀ကျော်ထိခိုက်ဒဏ်ရာရှိထားတယ်လို့လည်းဆိုထားပါတယ်။ဒီရက်ထဲမှာပဲစစ်တပ်အနေနဲ့အေရိုချာတိုက်ပွဲရှိနေတဲ့ကြောက်ဖြူမြို့နယ်တွေကိုလည်းစစ်တပ်ကဒရုန်းနဲ့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့မြေပြင်သတင်းတွေကသိရပါတယ်။ကြောက်ဖြူမြို့လက်ကမော်ကျေးရွာဟောင်းဘုံကြီးကျောင်းတောင်မို့ဘုံကြောက်ရပောက်ခွဲခဲ့တယ်လို့လည်းသိရှိရပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ရဲ့စစ်သည်မော်တွေမှာလည်းလက်နက်ကြီးတွေနဲ့လှပ်ပစ်နေတယ်လို့လည်းပြောဆိုထားပါတယ်။တစ်ဖက်မှာလည်းကြောက်ဖြူနယ်တွေကလက်ကမော်ရွာနဲ့ မလကျွန်းလုံးမှာနှစ်ဖက်ထိုးစစ်တွေကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးနှစ်ဖက်အကြဆုံးရှိတယ်လို့သတင်းမြင့်ချုပ်ထံကနေသိရှိရပါတယ်စစ်ကောင်စီအနေနဲ့ရခိုင်ပြည်နယ်ကအေးထိချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်လို့သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူးခင်ဗျာယရီမီမိုင်းနဲ့ကိတဲ့ရင်းစီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံမြေချင်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာပြည်လူစောင့်မျှော်ကြည့်ရှုနားဆင်နေပါပြီခင်ဗျာ